င်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါရစေအလုံးမင်းမင်္ဂလာရှင်းနေရတဲ့မင်္ဂလာရှင်းအချိန်ကိုပါဆန်နေကြပြီးပြပြများဝေးကွာကကိုရစိတ်ပါချမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရစေအခုကနောက်လေးလအတွင်း ကိုစီမဖြစ်လာမဲ့အပြောင်းလဲတွေကဘာဖြစ်မလဲပေါ့နော်အဲဒီ reading မှာအခုအလှည့်ကြတာကကြတော့ copy ကိုအလှည့်ကြပါတယ်အဲ့တော့ sun scorpio moon scorpio venus scorpio ascendant scorpio ကိုမှာ Scorpio Energy ပါတယ်ဆိုလို့ရှိရင်ဒီ reading ကိုကြည့်လို့ရပါတယ်ဒါမှမဟုတ်ကိုက October 24ရက်နေ့ကနေ November 22ရက်ပေါ့နော်ဒီအချိန်တွင်းမှာမွေးခဲ့တယ်ဆိုလို့ရှိရင်လည်းဒီ reading ကိုကြည့်လို့ရပါတယ်ရှင်အဲ့တော့ Sun Moon Ascendant Venus Scorpio တွေအတွက်နောက်လေးလအတွင်းကြုံတွေ့ရမယ့်အပြောင်းအလဲက ပါရဖြစ်မလဲနောက်လေးလာအတွက်မှာဘယ်လိုပြောင်းလဲရင်းနဲ့ကျွန်တွေ့ရမလဲ secret admirer အင်းဟိုစိတ်သဘောကျနေတဲ့သူရှိတော့လိမ့်မယ် plenty of material things ဝေကျဥစားပိုင်းနေပေါများကျွဲဝတဲ့ abundance ပေါ့နော်ပြီးပြေဆုံးပေါများကျွဲဝတဲ့ အဲ့လိုမျိုးကာလမျိုးဖြတ်တန်းရမယ်ဆိုတာမျိုးလို့တွေ့တယ်ပစ္စည်းဥစ္စာပိုင်းနဲ့ပတ်သက်လို့ငွေကြေးပိုင်းနဲ့ပတ်သက်လို့ကတော့လက်ရွှေနေမယ်ပေါ့နော်အဲ့လိုပုံစံမျိုး heart တဲ့ you have been playing a different role အဲ့တော့လက်ရှိအနေအထားနဲ့တော့မတူညီတဲ့ပြောင်းလဲတဲ့အနေအထားမျိုးကိုအနေအထားမျိုးနဲ့တွားဖြစ်နေမယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အော်ဒီမှာကတော့ အာအလုတ်ခွင်နဲ့ပတ်သက်လို့ရှင်တော့အလိုကိုရာဒူးအပြောင်းလဲရှိတာမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်အလုတ်နေရာပြောင်းလဲတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ခေါင်းဆောင်တဲ့ဘိုင်းကိုရောက်လိုက်မယ်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်။နောက်တစ်ခုဒီမှာတွေ့ရတဲ့ခန်းစားမိတဲ့အရာဆိုရှင်တော့ကိုရင်အတိညာန်ဘိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ရင့်ကျက်လာတာမျိုးဒီနောက်လေးလနဲ့မတူတဲ့အခုအခုပေါ့နော်အခုချိန်နဲ့မတူတဲ့ရင့်ကျက်မှုမျိုးနဲ့ အဲအရာကိုမြင်တတ်တွေးတတ်လာနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို energy လဲခံစားမိတယ်။ Oh success တဲ့အောင်မြင်မှုတွေ ਨੇ ကြုံတွေ့ရလိမ့်မယ်။ဟွန်းအဲ့တော့အလုပ်ခွင်ပိုင်းမှာအောင်မြင်နိုင်မယ်ဆိုတာမျိုးတော့ပို့ပြီးတော့ခံစားမိတယ်စီးပွားရေးပိုင်းလုပ်ငန်းပိုင်းနာကိုယ့်ရဲ့ကိုယ်ရည်ရွယ်ထားတဲ့ ကိုယ့်ရဲ့ရီမန်းချက်ကိုယ့်ရဲ့အိမ်မက်တွေကိုအောင်မဲ့ဆိုအကောင့်ထဲပေါ်နိုင်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ตรงเนี่ย position of authority มาแล้ววะติเกอะงวยจี้บายเนี่ยปะทะปีดอปิสิยุษาเนี่ยปะทะปีโลก็တော့บ้ามาปูเป็นเสียไม่รู้ได้อณีถาမျိုးတို့တွေ့ရတယ်နောက်ဒီအလောက်ไก่บายเนี่ยปะทะปีလို့ရှင်လည်းပဲยาดูโตตัวတာမျိုးတွေ ဒါမှမဟုတ်ကိုယ့်ထက်ပေါ်ပြီးတော့ဒီခုလက်ရှိအနေထားထက်ပေါ်ပြီးတော့အဆင်ပြေတဲ့အလောက်ကမျိုးစီးပွားရေးမျိုးကိုရမှာဒါမှမဟုတ်လေခေါင်းဆောင်ရတဲ့ပိုင်းပေါ့နော်အဲ့လိုမျိုးကိုယ့်တော်ကိုရေရှိကိုအဆင်ပြေပဲနေရာမျိုးကိုရလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်ငွေကြေးပိုင်းနဲ့စီးပွားပိုင်းကတော့ချမ်းသာကြွယ်ဝခြင်းတွေကတော့ရှိလိမ့်မယ် ကောင်းနေပြီပဲเนาะအခြေအနေပတ်သက်လို့ရှင်လည်းပဲကိုကိုအာကြိတ်ပြီးတော့သဘောကျနေတဲ့သူတွေ crush နေတဲ့သူတွေပေါ့เนาะဒါမျိုးတွေရှိလာမယ်အဲ့ဒီလူတွေကဘယ်လိုလူလဲဆိုတာလည်းသိလာရမယ်ဆိုတာမျိုးပေါ့เนาะကိုကိုချိန်ကြာကြီးသဘောကျပြီးတော့စောင့်ကြည့်နေခဲ့တဲ့သူတယောက်ပဲဖြစ်စေတယောက်ထက်ပိုရလည်းဖြစ်နိုင်တယ်ပေါ့เนาะဒီလိုလူကကိုပေါ်ရတဲ့ကိုရှာလာလိမ့်မယ်ဒီလိုလူကဘယ်သူလဲဆိုတာသိလာရလိမ့်မယ်ဆိုတာလို့မြင်တယ် အစအစအရာရာတော့အဆင်ပြေကန်ကောင်းနေတဲ့ကာလလို့တောင်ပြောလို့ရတယ်ပေါ့နော်။နောက်လေးလာကအခုအတွက်ကိုအခုကတော့ Scorpio season တော့မရောက်သေးဘူးပေါ့နော်24ရက်နေ့ဒီ October 24ရက်နေ့မှာဆိုတော့ဒီနေ့က October 17ရက်နေ့ပေါ့နော်ဒီ reading ကိုကြည့်ပေးတာကအဲ့တော့ Scorpio season တော့မရောက်သေးဘူးအဲ့တော့ဖြစ်နိုင်တာကတော့ကိုယ့်ရဲ့ဒီ Scorpio season ကိုယ့်ရဲ့မွေးနေ့ပြီးပေါ့နော်မွေးနေ့ပြီးနောက်လတွေကနောက်လေးလကတော့ ကိုတက်ကိုကောင်းချင်းအဖျားဖျားနဲ့ပြည့်စုံနေတယ်ဆိုတာမျိုးကံကောင်းမှုတွေကိုစီကိုရောက်လာမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။မှလည်းပဲ period prosperity and abundance တကယ်ဆဆအေရကကိုစိတ်ထဲကတောင်းတလိုက်တာနဲ့ကိုပြည့်ပြည့်စုံလာမယ်အနေအထားမျိုးပေါ့နော်အဲ့တော့စိတ်ကလေးသာအေးချမ်းချမ်းကြီးကြီးလေးလေးနဲ့ကိုဘဝတွေကိုကောင်းတဲ့အရာတွေရောက်လာဖို့ကိုခေါ်ဆောင်ဖို့ပဲလိုလိုအပ်တယ်ပေါ့နော်။ကျန်တာကတော့ ကံကြိုးပေးတဲ့အချိန်တော့ပြောရရတယ်ပေါ့နော်။ကောင်းတဲ့ကံနေစုပြုံပြီးတော့အကျိုးပေးနေမယ့်အချိန်။အဲ့တော့ဆန်းရောလက်ရောပွင့်နေမယ့်အချိန်လို့တော့ပြောရရတယ်ပေါ့နော်။ဟွန်း။ဒါဆိုလို့ရှိရင်ထပ်ပြီးတော့ကြည့်ကြည့်ပါမယ်။ Salmon Venus Ascendant Scorpio ရဲ့ နောက်လေးလအတွင်းကြုံရမယ်ပြန်ပြောင်းလဲနဲ့ပတ်သက်ပြီးသိချင်ပါတယ်နောက်လေးလအတွင်းမှာလည်းကြုံရမလဲ Eight of Pentacles, Pentacles ဒီနော်ကျွန်မလည်းပဲ the full နဲ့ Oh Queen of Pentacles ကတိကျတယ်နော်ငွေကြေးလောက်ကိုင်းပိုင်းဒါငွေကြေးလောက်ကိုင်းရင်မအောင်စီးပွားရေးမအောင်မဟုတ်ဘူးပေါ့နော်အဆအဆရရကပြည့်စုံနေမယ်ဆိုတဲ့အနေထားအတ္တစတင်တဲ့အရာတွေကလောကကိုပြောအတ္တစတင်တဲ့အရာဆိုတာထက်ကိုအာကိုဘွားကလေကံအပြောင်းလဲတစ်ခုပေါ့နော်အတ္တတစ်ခုစတင်ပြီးတော့ ဖြစ်လာမယ်ဆိုတာမျိုးလို့တွေ့တယ်။နောက်ဒီကာလမှာပဲအရာပဲစတင်စတင်ကိုယ့်အတွက်ကိုအမ်ယင်းနှမြုံတဲ့အရာကြိုးနဲ့တည်းဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့တယ်။အာဆက်ဆက်အရာအဆင်ပြေနေမယ်ရေရှည်တက်ကိုလည်းအကျိုးပေးနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်။อืมเอ่อสิทธิ์ตองตาตะเหมะอกုံลงปี่ส่งมั้ยจันทร์สีตะเหมะ အဆင်ပြေမယ်လို့တမယအောင်မြင်နေမယ်ဆိုတဲ့ကာလအခြေအနေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကအဆင်ပြေနေမယ်ဆိုတာမျိုးနောက်ဒီကာလအတွင်းမှာချစ်သူကြီးစာရခဲ့မယ်ဆိုလို့ရှင်လည်းပဲရေရှည်ကိုအဆင်ပြေမှာမျိုးပေါ့နော်ဒါကချစ်သူကြီးစာဆိုတာကတော့ဟိုအလွယ်ပြောလိုက်တာပေါ့နော်ကျန်တဲ့ဟိုစီးပွားရေးအလောက်ကန်ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်အတွက်ကိုဒါပညာရေးလည်းဒီတိုင်းပဲပေါ့နော်ပဲကိုယ့်အတွက်ကစတင်လိုက်တဲ့အရာမှန်တမယကရေရှည်ကိုဘာအကျိုးတရားမှုတွေရပြီးတော့အဆင်ပြေစေမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ် အာချစ်သူအသင်းရတာတချို့တွေကြတော့လဲကိုချစ်သူနဲ့ရေရှည်လက်တွဲသွားဖို့အတွက်ကိုဆုံးဖြတ်ချက်တွေချဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိလာနိုင်မယ်ကိုရေရှည်ကိုဘဝအတွက်ကိုပေါ့နော် အချိန်ကြာကြီးအဲ့လိုမျိုးအာသွားရမယ်လမ်းကြောင်းတစ်ခုကိုစပြီးတော့ရှောက်တင်ဖြစ်စပြီးတော့ရှောက်လန်းဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်อืมတော်တော်အဆင်ပြေနေတာပဲ နောက်ထပ်နှစ်ကတ်ထပ်ကြည့်ကြည့်မယ်ပေါ့နော်အကုန်လုံးကကောင်းနေရဆိုတော့လေကျမ်းမာရေးလေရောအကုန်လုံးကအဆင်ပြေနေရဆိုတာတော့တွေ့တယ်ဟိုပြွယ်ကံကြိုးပေးတာမျိုးပေါ့နော်ကိုအတွက်ကိုအရင်ကလှုပ်ခဲ့သမျှအရာတွေအကုန်လုံးကပြန်ပြီးတော့ကိုလှုပ်ခဲ့တဲ့အရာတွေရဲ့အတိအပွင့်တွေကိုပြန်ပြီးတော့သုံးဆောင်ရမယ့်အချိန်ပေါ့နော်ခုဆွရမယ့်အချိန်လို့မြင်တယ် the sun နဲ့ကထပ်ကြည့်လို့ရှင်လဲကောင်းတဲ့ကတ်တကြီးပဲထပ်ကြနေတော့ဘောနော the sun မှာပါပြီဆိုတဲ့ကတော့ဘာမှကိုပြောနေကြတာမလို့တော့ဘောနော်အဆအဆရရကအဆင်ပြေနေပြီဟိုတကယ်ကိုပျော်ရွှင်စရာတွေပေါ့နော်နောက်ကိုကိုကိုစိတ်ကိုကိုလည်းဒီမှာဆိုလို့ရှင်ဒီဒီ he the wrong sleep ပါတာဆိုတော့ကို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 လည်းပြန်ပြီးတော့ ုံးသက်ပြီးတော့လေတိထက်ပို့ပြီးတော့အစစ်မြစ်တင်နိုင်လိမ့်မယ်ကုစားနိုင်လိမ့်မယ်ကိုယ်စိတ်ကိုယ်ကိုပို့ပြီးတော့နားလည်လာနိုင်လိမ့်မယ်နောက်ကိုယ်ကိုလည်းပို့ချစ်ပြီးတော့ပျော်အောင်လို့နေနိုင်လိမ့်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်ကိုယ့်ကိုပို့ပြီးတော့ဘယ်လိုပြောရှင်ရမလဲဆိုရင်နီလန်းနေကိုရှာဖွေပြီးတော့အဲဘယ်အခြေအနေဘယ်သူတွေနဲ့မဆိုပေါ့နော်ကိုယ်စိတ်ကလေးပျော်အောင်လို့နေတက်လာမယ်ဆိုတာမျိုးထားတက်လာမယ်ဆိုတာမျိုးလို့တွေ့ရတယ်ဆစ်ဆော့ကပ်စ်တ One more please. ထက်တောင်ကြမလားတော့ကတရားထက်တောင်ကြမလားတော့အကုန်တော့အကောင်းနေပြီဟိုပြောစရာမရှိတော့တလို့တော့ဖြစ်နေပြီဒီတက်ကတော့ယူလာအော် ASOS Cups တကယ်ဒီမှာလည်းပဲကျွန်တော်ဖလစ်တာတော့ဒီကတ်ကိုတော့ယူမှာတော့မဟုတ်ဘူးဒါပေမဲ့ကြည့်လိုက်တာကခွင်းတော့ Cups ဖြစ်နေတယ်ပေါ့နော်အအစ်တတွေကတကယ်ကိုစတင်တော့မယ်နော်ဒီမှာလည်း8 of Wands နဲ့ King of Pentacles တခြားတဲ့ကတ်တွေကိုလည်းကြည့်ပါအောင် um အခြေရေးရောငွေကြေးပိုင်းအဆအဆရရကိုပေါ့နော် လုံးဝအခုလက်ရှိအနေအထားနဲ့ကိုဘာမှမဆိုင်တဲ့အနေအထားမျိုးနဲ့ဖြတ်တန်းရမယ်ဆိုတာလို့တွေ့ရယ်ခန်းစားချက်ပိုင်းအတွေ့ပိုင်းစစ်တဲ့ပိုင်းဆိုင်ရာမှာလည်းပဲလုံးဝပြောင်းလဲလာပြီးတော့ပိုရင့်ချက်လာလိမ့်မယ်ပေါ့နော်အဓိကအခုကိုအချိန်ပေးပြီးတော့ကိုယ့်ကိုပိုချစ်တက်လာလိမ့်မယ်ကိုယ့်ခန်းစားချက်ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့ energy ကိုပိုပြီးတော့သုံးသပ်တက်လာမယ်ဆိုတာမျိုးလို့မြင်တယ် စိတ်သက်လူသည်နဲ့ဘဝတစ်ခုကိုစတင်ရရမယ်ပေါ့တော့အစ်စတင်တာတွေကဒီမှာတော်တော်များနေရနော်အဲ့တော့စတင်ဖြစ်လိမ့်မယ်ဆိုတာတွေ့အဲ့တော့အကုန်လုံးကကောင်းနေတာဆိုတော့음တခုအကြံပေးဖို့ resolution တော့ ဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ခုကနေဒီနောက်လေးလအတွင်းမှာကိုစတင်မဲ့အရာပဲအရာပဲဖြစ်ဖြစ်နှောင့်နှေးကြံ့ကြရတဲ့အရာမျိုးတွေမလုပ်ပါနဲ့ဖြစ်ပါမလားဆိုတဲ့တန်တရားစိတ်လည်းမထားပါနဲ့လှုပ်တာလှုပ်ပေါ့နော်ရဲရဲသာလှုပ် Rix Unison ရှိလေးလေးကိုအတွက်ကအောင်မြင်မှုတွေကလည်းရလေလေးပဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတော့တွေ့ကြနေပြောကြနေဆိုတာလို့တွေ့တယ်ပေါ့နော်တော့ရရှိလာတဲ့အခွင့်အရေးတွေကိုလည်းအကောင်းဆုံးအသုံးချတတ်ပါစေအသုံးချတတ်လေးလေးကိုအတွက်ကပို့ပြီးတော့အောင်မြင်မှုတွေကရရှိလေလေးပဲပေါ့နော်အဲ့လိုမျိုး message ပေးခြင်းနဲ့ဆိုတာလို့တော့ခံစားမိတယ်။နောက်ပျော်အောင်လို့နေပါကိုစိတ်ကိုကိုအေးချမ်းအောင်ပျော်ရွှင်အောင်လို့နေပါပေါ့နော်ဒါလေးကတော့ message ပေးခြင်းတာလေးပေါ့နော်။ဒါဆိုရင် ထပ်ပြီးတော့ကြည့်ကြည့်ပါမယ်။ကောင်းကအကောင်းနေစုနေတယ်။ကော်ဗီယိုတွေကအခုအနေနောက်လေးလအတွင်းမှာလူပြောင်းလဲတွေနဲ့ ကြုံတွေ့ရမလဲသိချင်ပါတယ်။ တထာဝါတဲ့ခုနကတထာဝါတွေ့လိုက်တယ်နော်မတင်မထားတဲ့ပြောင်းလဲခြင်းတွေကရှိ ው ရှိလာမယ်ဆိုတာလို့တွေ့တယ်อืมဘဝရဲ့ဆာမျက်နှာတစ်ခုကိုစတင်ဖြစ်မှာမျိုးပေါ့နော်อืม အဲ့တော့စူဆန်ရှာဖွေမှုအစ်စ်တေးဒါမှမဟုတ်လေအစ်စ်တခုဘွားခရီးလမ်းအစ်စ်တခုပေါ့နော်အလိုမျိုးစတင်တာမျိုးတွေရှိနေမယ်နောက်တစ်ခုကလေဒီအချိန်ရောက်ဖို့အတွက်ကိုလေကိုဘွားမှာတော်တော်လေးကိုအချိန်ကြာကြီးပေါ့နော်ညှော်လင်းခဲ့ရတယ်ရင်းနှီးမြှုပ်နှံခဲ့ရတယ်ဆိုတာမျိုးအခုလိုကံကောင်းခြင်းတွေရဖို့အတွက်ကလွယ်ကူမနေဘူးပေါ့နော်တော်တော်လေးကိုအချိန်ကြာကြီးနဲ့ဆောင်စားပြီးတော့မှအချိန်ကြာကြီးရင်းနှီးမြှုပ်နှံပြီးတော့မှ အများကြီးအားဆိုင်ထုံးမှုတွေလုပ်ပြီးတော့မှဒီလို result မျိုးကိုရလာမှမျိုးလို့တွေ့ရပေါ့နော်တော်တော်လေးကိုထိုက်ကြံတဲ့ result လို့ပြောလို့ရတယ်ပေါ့နော် the stuck ပြောင်းလဲမှုတွေဖြစ်လာမယ်အသက်စတင်ခြင်းတွေဖြစ်လာလိမ့်မယ်ဆိုတာလို့တွေ့ရကိုကသာဒီပြောင်းလဲခြင်းတွေအသက်စဖို့အတွက်ကိုနှောင့်နှေးနေတာမျိုးတွေအာနောက်ပြီးတော့ဘယ်လိုပြောမလဲဝင်မလေးနေပေါ့နော်စတင်ဖို့အတွက်ကိုဝင်မလေးနေပြောင်းလဲဖို့ကိုဝင်မလေးနေပေါ့နော်တချို့ဆိုလို့ရှိရင်အိမ်ပြောင်းတာမျိုးနေရာပြောင်းတာမျိုးတွေရှိလိမ့်မယ်တချို့ကကြတော့လည်း အာအလောက်ခွင့်ပြောင်းတာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိလိမ့်မယ်နံပါတ်6ကတော့ကိုတက်ကိုအာဒီမှာ19ရယ်17ရယ်နံပါတ်19ဒီမှာလည်း19ပါတယ်နော်19ကနှစ်ခါတော့ပါတယ်19နဲ့17ကဒီနောက်လေးလအတွက်ကိုထူးကြတဲ့ကံကောင်းစေမဲ့နံပါတ်မျိုးတွေဖြစ်လိမ့်မယ်ပေါ့နော်19ဆိုလို့ရှိရင်10 10 or 1ပေါ့နော်1ရယ်8ရယ်ပေါ့ ဒီနံပါတ်လည်းဖြစ်နိုင်တယ်ဒါတွေကကိုယ့်အတွက်ကိုအကျိုးပေးစေမဲ့နံပါတ်မျိုးတွေဖြစ်နိုင်မှာပေါ့နော်ဒါကတော့ Scorpio များအတွက် reading ဖြစ်ပါလိမ့်ရှင်။အားလုံးပဲစုံလေးကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်ရှင်။မိတ်ဆွေများအားလုံးပဲပြည်ပြာများဝေးကွာပြီးကိုရောစိတ်ပါအကျမ်းမအချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာမှတ်တမ်းများလည်းပြေဝါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။ နောက်ရီးတင်းများမှာပြန်ပြီးတော့ဆုံးနေကြပါဦးမရှင်